ွင့်မင်္ဂလာပါညီကိုတို့နေကောင်းချမ်းချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ကအင်္ဂလန် FA Cup Final ပေါ့ဗျာဒီပွဲစဉ်ကိုပွဲချုပ်တောင်းတပေးချင်ပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body jersey ကတော့ Man City ရဲ့အသင်းတလုံး89နဲ့ကိုးပေါင်း jersey ကတော့350သာဖြစ်တယ်ပေါ့နော် FA Cup Round 3ရနဲ့ဆိုင်မှာ Crystal Palace ဆော့ခဲ့တယ်ပေါ့နော် Stockport ကို1-0နဲ့နိုင်တယ် Doncaster 2-0နဲ့နိုင်တယ် မီဝါလို3 1နဲ့နိုင်တယ်ဖူလာမို3ဂျီနဲ့နိုင်တယ်ဗောနော်အက်စတွန်ဗီလာလို့အသင်းရောဆီမီဖိုင်နယ်မှာ3ဂျီဆိုတော့ရလာနဲ့နိုင်ပြီးမှဗောနော်ကျွန်တော်ဒါဖိုင်နယ်ပွဲစဉ်ကိုတက်ထားတာလည်းတွေ့ရတယ်ဗောနော်မန်စီးတီးအသင်းကလည်း round 3ရနဲ့စပြီးကန်ခဲ့တယ်ဗောနော်ဆောလ်ဖို့စီးတီးကို8ဂျီနဲ့နိုင်တယ်လေတန်ကို2 1နဲ့နိုင်တယ်ပလိုင်းမတ်ကို3 1နဲ့နိုင်တယ်ဘောမတ်ကို2 1နဲ့နိုင်တယ်ဗောနော် forest ကို2ဂျီနဲ့နိုင်တယ်ဆီမီဖိုင်နယ်မှာဗောဗျာ အခုကျွန်တော်တို့ဒါ Crystal Palace အသင်းကအင်္ဂလန် Premier League မှာဘယ်တော့လက်ရှိခြေစောင်းချိန်မှာဆိုလို့ရှိရင်တော့ Forest ကိုဘာမှ short ထားတယ် West Ham United ကိုတူးစီးနဲ့နိုင်ထားတာတွေ့ရတယ်လို့ Man City အသင်းကလည်း Wolves ကိုဝမ်းစီးနဲ့နိုင်တယ်လို့ Southampton ကိုစီး short ထားတယ်တွေ့ရတယ်ပေါ့နော်ဒီနှစ်သင်း head to head ငါးချိန်ကိုကြီးလိုက်မယ်ဆိုရင်ဒါ Premier League ပွဲစဉ်မှာတွေ့ထားတဲ့ head to head တွေပေါ့နော်ဒီနှစ်သင်းတွေ့ခဲ့တဲ့နောက်ဆုံး၅ချိန်မှာဆို၄ချိန်က goal ကိုဖြစ်ထားတာတွေ့ရတယ်ပေါ့နော်ဒီချိန်မှာ goal ကိုကြားထားတာတွေ့ရတယ်ဒီရန်နုံးနေမှာတော့ Crystal Palace 24နဲ့ Man City 56ပြေးထားတာတော့တွေ့ရတယ်ပေါ့နော် Wise to Osmar ဆိုရင် City အနိုင်ကိုပြန်80တရေကို၄စနဲ့ Christopher အနိုင်ကို၅စလောက်ပေးထားတာတွေ့ရတယ်ဒီပွဲစဉ်မှာနှသိန်းလုံးပေါ်ပေါ်တန်တန်ဆော့လာမလို့တော့မထင်ဘူးပေါ့နော်ဝင်ပါလီကွဲမှာကာမန်ဆိုတော့ final ပွဲစဉ်ပေါ့ဗျာတော်တော်လေးကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်တဲ့ဒီ RC Man City ကဒီ flat လုံးမှာကြံတော့တာဆိုတော့တော်တော်လေးသတိထားရမှာဆော့လာမလို့တော့ကျွန်တော်ထင်မိတယ်ပေါ့နော်ဒီပွဲစဉ်မှာ body မှာကျွန်တော် Man City ပဲကြိုက်တယ်ဗျာ Man City နဲ့3.59ဆိုတော့ဂိုးပေါင်းကြီးမှာကျွန်တော်ဂိုးပေါင်းအောက်ပဲကြိုက်တယ်ဗျာနော် နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ German Bundesliga ပွဲစဉ်34ဒါနောက်ဆုံးပွဲပေါ့ဗျာဒီပွဲပြင်ကျွန်တော်မရှိတော့ဘူးเนาะ Hannover နဲ့ Werder Bremen တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ဖွင့်ထားတဲ့ body ကြီးကတော့ Hannover အသင်းရဲ့ level 30နဲ့ဂူပေါင်းကြီး3လုံး40ရှုံးဆုံးမှာဖွင့်ထားတာတော့တွေ့ရတယ်ပေါ့เนาะဇေယျမှာကြည့်မှဆိုရင် Ancient Invincible Hannover အဆင့်16မှာရှိရ29မှာ သူ့အပေါ်မှာ half fine ရှိမယ်သူ့ရဲ့အပေါ်မှာ same volley ရှိမယ်ပေါ့နော်32မှတ်ရှိရှိပါတယ်ဒီ3နှင်းကတော့ဒါ play off တနေရာမရောက်သွားဖို့အတွက်ပေါ့နော်တော်တော်လေးသတိထားပြီးစွာရမယ်ပွဲစဉ်တွေဖြစ်တာတွေ့ရတာပေါ့နော်အဝေးခွင်အသင်းဖြစ်တဲ့ဒါ water premium အသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ water premium အသင်းကတော့အဆင့်၈မှာရှိတယ်48မှာရထားတယ်ပေါ့နော်ဒီတင်ရဟိုမရောက်ဒီမရောက်ဖြစ်သွားပြီပေါ့နော်ယူရိုပါကွန်ဖရင့်စ်လိပလန်မဟုတ်တော့လို့ယူရိုပါလိလမဟုတ်တော့ဘူးပေါ့ဗျာဒီနှစ်တင်ရကျွန်တော်ပထမအကြော့ ဗေမင်ခွဲမှာ33ဆိုတဲ့ရလနဲ့ပွဲပြီးထားတာလည်းတွေ့ရတယ်။အဲအသိန်းကတော့ခေးပွဲနိုင်တပွဲသိရေ၃ပွဲရှုံထားပါတယ်။ကြီးကတော့၅ချိန်အောင်ထားတယ်ပေါ့နော်။ရှစ်ပွဲမှာဆိုရင်အင်ငွဲ့အဝေးဝင်းတွက်ထားတာဖြစ်ပါတယ်။ရကိုရှစ်ကိုနဲ့ပေကိုကိုရှိတယ်ပေါ့ဗျာ။ဒါကြည့်အောင်ထားတဲ့၅ပွဲကိုကြည့်မယ်ဆိုလို့ရှင်ယူနီယံဘာလင်ရှိမယ်၊စတုဂတ်ရှိမယ်၊အလီဘာကူစင်ရှိမယ်၊ဘူဘတ်ရှိမယ်၊ဟော့စတိန်ခင်ရှိမယ်ပေါ့ဗျာ။ဒီအသင်းတွေကိုနိုင်ထားတွေ့ရတယ်ပေါ့နော်။ ဘရီမင်ကိုကြည့်မှဆိုရင်ဘရီမင်ကပိုကောင်းတာတွေ့ရတယ်ပေါ့နော်ဘရီမင်အတင်းကတော့သူရှော့ထားတယ်နောက်ဆုံးဒါဘွန်နက်စလီကအင်ဝင်အဝေးဝင်၈ပွဲမှာကြီးလိုက်မှဆိုလို့ရှိရင်တော့တပွဲတည်းပဲရှုံထားတယ်ပေါ့နော်၄ပွဲနိုင်၃ပွဲသေးတပွဲရှုံမှာဗျာခြေ၃ချိန်အောင်ထားတယ်ခြေ၅ချိန်ရှုံထားတယ်ပေါ့နော်ဒီအတင်းကပေးကို9ခုရှိတယ်ညကို9ခုရှိတယ်ပေးကို17ခုရှိရတယ်တွေ့ရတယ်ပေါ့နော် နိုင်တဲ့တည်းကဒီပွဲစဉ်ကိုမနိုင်နိုင်အောင်ကံဖို့အရေးကြီးတယ်ပေါ့နော်ဒီနှစ်တင်း head to head knock league မှာဒီနှစ်တင်းတွေ့ခဲ့တာနောက်ဆုံး၃ပွဲပဲရှိတယ်ပေါ့နော်ဒါကနိုင်တဲ့တင်းအများအားအသာကြီးရတာတွေ့ရတယ်တွေ့တဲ့အချိန်တိုင်းမှာလည်း goal ပေါ်တွေဖြစ်ထားတယ်တွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းရဲ့နိုင်ဂျီယာနောမှာ Rob Bremen 36နာနိုင်43 wins to Osco ကြီးမှာဆိုရင် အနိုင်ရဲ့အနိုင်ကို2စကွဲတရီကို၄စနဲ့ Bremen အနိုင်ကို3စလောက်ပေးထားတော့တွေ့ရတယ်ပေါ့နော် ကျွန်တော်တို့ဒီပွဲစဉ်မှာ voting to score yes ဆိုတာကြိုက်ပါတယ်။ voting to score yes ကြိုက်တယ်ပြီးလို့ရှင် body မှာကျွန်တော်ပေါ့နော်။ဒါ30ရင်းပြီးမှနော် ancient underhand ပဲကြိုက်တယ်ပေါ့နော်။ underhand ဒီပွဲစဉ်ကိုနိုင်အောင်ကံလမ်းမလို့ထင်တယ်။အိမ်ဝင်လည်းဖြစ်နေတဲ့အတွက်ပေါ့ဗျာ။ဒါကြလို့ဂူပေါင်းရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်ဂူပေါင်းအောက်ကိုပဲကြိုက်ပါတယ်။ ပွဲစဉ်တစ်ပွဲကတော့ဟော့ဖိုင်းနဲ့ဘိုင်ယန်မြူနစ်တို့ရဲ့ပွဲစဉ်ဖြစ်တဲ့အဝေးခွင်အတင်းဖြစ်တဲ့ဘိုင်ယန်တလုံး30ရှုံးနဲ့ဂူပေါင်း၄လုံး40စားဆိုမှပြေးထားတာတွေ့ရတယ်ပေါ့နော်။တေဘယ်မှာကြည့်မှဆိုရင်အရှင်အတင်းဖြစ်တဲ့ဟော့ဖိုင်းက32မှတ်ပေါ့နော်။ဘိုင်ယန်မြူနစ်ကတော့ဖလားလေးရသွားပြီဆိုတော့တိတ်အရေးမပါတော့ပေါ့နော်ဒီပွဲစဉ်ကတော့ဒီနေ့တည်းရဲ့ပထမအကြော့ပွဲစဉ်ကိုကြည့်မှဆိုလို့ရှိရင်ဘိုင်ယန်မြူနစ်ကဖိုက်ဇီးဆိုရရလာနဲ့သူအိမ်ခွင့်မှာနိုင်ထားတယ်ပေါ့နော်။လက်ရှိဟော့ဖိုင်းအတင်းရဲ့ ိန်ခွင့်အဝေးခွင့်ရှစ်ပွဲကိုကြီးမှန်ဆိုလို့ရှိရင်နောက်ဖန်းတင်ရတော့နိုင်ထားတာတပွဲရှိမယ်၃ပွဲတည်ရင်နဲ့၄ပွဲရှုံးထားတာတွေ့ရတယ်ဗောနော်ရှုံးထားတာစိန်ပေါ်လီရှိမယ်လိုက်စစ်ရှိမယ်ဖရန်ဘက်ရှိမယ်ဒေါ့မွန်ရှိမယ်ဗောနော်ဒီအတင်းကနောက်ဆုံးသူဆော့ကရဘွန်ဒက်စ်လီဂါနှစ်ပွဲဆက်သူတို့ကြည့်အောင်ထားတာမူချန်ဂလာဘရဲ့ဝူဘရဲ့ဗောနော်ဒီအတင်းကတိုက်စစ်ကောင်းတယ်ခံစင်ညံ့တာလည်းတွေ့ရတယ်ဗောနော် ဒီ၈ပွဲမှာဆိုရင်ဟောပိုင်းတင်းရတိုက်ဆက်ကရကို15ကိုပေးထားတယ်ရထားတယ်ပေကို18ကိုရှေ့ရတယ်တွေ့ရတယ်ပေါ့နော်ဘိုင်ယန်မြင်းနဲ့နောက်ဆုံးဆော့ခဲ့တဲ့၈ပွဲကိုကြည့်မယ်ဆိုရင်အင်္ဂွင်အဝေးဝင်း၈ပွဲကြည့်မယ်ဆိုရင်ရကို22ကိုပေကို9ကိုရှေ့တယ်ဒီအတင်းအကြီးပေါ့နော်အဝေးဝင်းအင်္ဂွင်းတွက်ပြီးမှကျွန်တော်ခြေ3ချင်အောင်ထားတာပေါ့နော်ရှုံးထားတာတော့9ချင်ရှေ့ရတယ်တွေ့ရတယ်ပေါ့နော်တော်တော်လေးပြင်းတယ်လို့ပြောရမှာပေါ့နော်ဘိုင်ယန်ကတော့ကျွန်တော်ထင်တဲ့အရန်လူစင်းနဲ့ထွက်လာနိုင်တယ်ပေါ့နော် ဒီနေ့တဲ့နောက်ဆုံးတွေ့ကြတဲ့ဟက်တူရဲ့ကိုကြည့်လိုက်မယ်ဆိုရင်တော့ဘိုင်ယန်မင်းနစ်ပဲအသာစီးရထားတွေ့ရတယ်ဗောနော်ဘိုင်ယန်၄ချိန်နိုင်တယ်တချိန်ကတော့တည်ရကြထားတယ်တွေ့ရတယ်ဗောနော်ဟောဖိုင်ကဒီပွဲစဉ်ကိုလုံးဝအနိုင်ဆုံးတည်တမတ်တော့ရအောင်ကံဖို့လိုတယ်ဗောနော်တည်ရင်းနဲ့အနိုင်မနိုင်ဘူးတော့မလွယ်ပါဘူးတည်ရဖို့တော့လူတယ်ဗောဗျာဒီပွဲစဉ်မှာကျွန်တော်ကတော့တလုံး30ရှုံးဆိုရင်လည်းကျွန်တော်အရင်စွန့်ပြီးမှဗောနော်ကျွန်တော်ဟောဖိုင် body ကြိုက်တယ်ပြီးရင်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဒီကပွဲစဉ်တစ်ပွဲကတော့ နောက်ထပ် poison တစ်ပွဲက main stand liver fusion တို့ရဲ့ poison ဖြစ်တဲ့ဒီ poison မှာ main အသင်က level 40ရှုံနဲ့ဂိုးပေါင်းကြီး3040ဆိုမှဖွင့်ထားတာတွေ့ရတာပေါ့နော်။ဒါ main အသင်ကတော့တော်တော်လေးအရေးကြီးပါတယ်သူလည်းဥရောပဝင်ခွင့်တနေရအတွက်ပေါ့နော်။တိုက်ပွဲဝင်မှုရှိနေတယ်ပေါ့ဗျာအဆင့်6မှာရှိတယ်52မှာဘာဖြစ်လို့လဲဆိုတော့သူအောက်မှာ RB license လဲ52မှာရှိရဆိုတော့ဒီ poison ကိုသူတို့လုံးဝအနည်းဆုံးအနိုင်ခံဖို့တော့သူတို့လိုအပ်တယ်ပေါ့နော်။ ဒီနဲ့တင်းရဲ့ပထမအကြောပွဲစဉ်ကိုကျွန်တော်ကြည့်လိုက်မှာဆိုလို့ရှိရင်ဒီဘာကုဆင်တင်းရဲ့1 lead ဆိုတာရလာနဲ့နိုင်ထားတာလည်းတွေ့ရတယ်။လက်ရှိ mines အတင်းရဲ့ car farm ship ပွဲပေါ့နော်ကျွန်တော်အိမ်ငွေဝေးခွင့် ship ပွဲတွက်ထားတယ်ပေါ့နော်။တပွဲပဲကြည့်အောင်မခုနပွဲရှုံထားတာတွေ့ရတယ်ဒီ mines အတင်းရဲ့ရကူက72ခုရှိရပေးခုက75ခုရှိရနောက်တန်းမကောင်းနောက်တန်း challenge လုပ်ရနေရပါ လီဗာကူဆင်အတင်းရဲ့ဆော့ထားတဲ့ကာရာဖောင်း၈ပွဲကိုကြီးလိုက်မှဆိုလို့ရှိရင်ရ96ဂိုးနဲ့ပေးဖို့71ဂိုးရှိတယ်ဗျာလီဗာကူဆင်အတင်းရဲ့လည်းအတူတူပဲဒီ၈ပွဲမှာသူကြီးနှစ်ကြိမ်မှအောင်ထားပြီး၆ကြိမ်ရှုံးထားတာလည်းတွေ့ရတယ်ဗောနော် head to head အနေထားတွေကိုကျွန်တော်ကြီးလိုက်မှဆိုလို့ရှိရင်နောက်ဆုံးဒီနေ့တင်းဆော့ခဲ့တဲ့9ကြိမ်ဗောနော်9ကြိမ်ကြီးမှဆိုရင်လီဗာကူဆင်အတင်းက၄ကြိမ်နိုင်ထားတယ်ဗောနော်ဒီကြိမ်ကတော့ minus အတင်းနိုင်ထားတာတွေ့ရတယ်ဒီနှစ်တင်းတွေ့တိုင်းကျွန်တော်တည့်ရီဆိုတာလောကမရှိဘူးဗောနော် ပွဲစဉ်မှာတော့မိုင်းဆက်တင်းရနိုင်စီရန်တော့တော့32ရာခိုင်နှုန်းရှိရတွေ့ရတယ်။ Wise to Os ကိုချိန်မဲ့ဆိုမိုင်းဆက်အနိုင်ကိုနှစ်ဆကွဲနဲ့တရီကို၄ဆလီဗာကူဆင်အနိုင်ကို၃ဆပေးထားတယ်။ဘလိုပဲနေနေပါဒီပွဲစဉ်မှာကျွန်တော်ကတော့လီဗာကူဆင်ဘော်ဒီပဲချိန်ပါတယ်။ဒါအလွန်ဆိုရနောက်ဆုံးပွဲလေးဖြစ်တဲ့ထင်း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 ကမလို့ကျွန်တော်တော့ထင်တယ်။ Putin to score yes နဲ့လီဗာကူဆင်ဘော်ဒီချိန်ပါတယ်။ဒါပွဲစဉ်တစ်ပွဲကတော့ Dortmund နဲ့ Austin ခေလို့ရပွဲစဉ်ဖြစ်တယ်ပေါ့နော်။ ီပွဲစဉ်မှာတော့တော်တော်လေးကိုကြီးပြင်းပါတယ်ဒေါ်မွန်3လုံး30နိုင်တဲ့ကိုပေါင်း4လုံး100ရှုံးဟိုပို့စုပတ်ဆက်ပေးထားတာပေါ့နော်ကြည့်ရဒေါ်မွန်အတင်းရတယ်ဒါဥရောပဝင်ခွင့်တက်နေရအတွက်တော်တော်လေးပြန်အပြိုင်ဆိုင်ဖြစ်နေပေါ့နော်သူ့အပေါ်မှာ prime bank 50ခွန်ရှိမယ်သူ့အပေါ်မှာ prime bank 55မှရှိမယ် prime bank က50ခွန်ရှိရဗျာဒါဒီပွဲစဉ်ကိုသူတို့နိုင်အောင်ကန်လာမလို့ကျွန်တော်ထင်နေထင်မိရပေါ့နော် hosting ကတော့ တန်းလဲဆင်းသွားရဆိုကြီးနေတယ်လည်းမလိုတော့ပါဘူးပထမအကျော်တော့ငါတော့ hosting fee က42ဆိုတဲ့ရလာနဲ့တွေးပွဲမှနိုင်ထားတာတွေ့ရတယ်ပေါ့နော်တရှိဒေါမွန်တင်ရကာရာဖောင်10ပွဲကိုကျွန်တော်ကြီးလိုက်မယ်ဆိုလို့ရှင်တဒေါမွန်တင်ကတော်တော်လေးကောင်းနေရဗျဒီ short ကလည်းနောက်ဆုံးဒါဘွန်နက်စ်လီကအင်ကွင်းအဝေးကွင်း10ပွဲကိုကြီးလိုက်မယ်ဆိုရင်အကြီးအောင်ထားတာ6တင် ရှိရဲ့ခြေရှုံးတာ2တင်ရှိမှတိုက်စစ်က23ကိုရထားတဲ့ပေးကူက12ကိုရှိရပါတော့ hosting kill ကိုကြီးလိုက်မှာဆိုလို့ရှိရင် hosting kill ရဲ့အင်ဝင်အဝေးခွင့်၈ပွဲကိုကြီးလိုက်မှာဆိုရင်ကြီးအောင်ထားတာ၄ကြိမ်ရှိရဲ့ကြီးဆုံးထားတာ၄ကြိမ်ရှိရဲ့ဘာလို့ရကို၁၂ခုနဲ့ပေကို၁၆ခုရှိတယ်။ဒါခံစစ်ကတော့တော်တော်လေးခြေပြူးလာနေတာတွေ့ရတယ်ဗောနော်။ head to head အနေထားတွေကိုကြီးမှာဆိုရင်ဒီနေ့တင်ရတော့ကျွန်တော် bonus league မှာဆိုရင်ဒီကြိမ်ပဲရှိတယ်။ တပုကလကမနချေရှိရပေါ့နော်ဒါဒေါမွန်တဲ့နချေနိုင်ပြီးမှခေကတချေနိုင်ဒါလည်းတွေးရအချိန်တိုင်းမှာလည်းဂိုးဘဖြစ်တာလည်းတွေးရတယ်ပေါ့နော်ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ဒါဝမ်စ်တူအော့စ်မှာပေးထားတာကတော့ဒေါမွန်အနိုင်ကိုကိုးပြားပဲပေးထားတယ်ပေါ့နော်တရီကိုဆနဆနဲ့ခေလအနိုင်ကိုစကူစားပေးထားတယ်တွေးရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဂိုးဘအပေါ်ကြိုက်တယ်ဒေါမွန်ဘော်ဒီကြိုက်တယ်အနည်းဆုံးဒေါမွန်3-0ဖိုးစည်းလောက်တော့နိုင်သွားမလို့ကျွန်တော်ထင်မိတယ်ပေါ့နော် ဒီနေ့မှာတော့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကတော့ဒါမန်စီးတီးဘော်ဒီပေါ့နော်ပင်ဂိုးပေါင်းအောက်ရှိမယ်ဟန်ဒိုင်းနဲ့ပရီမီယံမှာဆိုရင်ဟန်ဒိုင်းနဲ့ဂိုးပေါင်းအောက်ပေါ့နော်မိုင်းစ်နဲ့လီဗာပူးဆင်မှာဆိုရင်လီဗာပူးဆင်ဘော်ဒီကြိုက်တယ်ဟော့စတိန်ချင်းနဲ့ဒေါ်မွန်မှာဆိုရင်ဒေါ်မွန်ဘော်ဒီကြိုက်တယ်ပေါ့ဗျာဟော့ဖိုင်းနဲ့ဘိုင်ယန်မှာဆိုရင်ဟော့ဖိုင်းပဲကြိုက်ပါတယ်ဗျာဟော့ဖိုင်းကတော့တော်တော်လေးရောင်းလာမလို့ထင်တယ်ပေါ့နော်ညီကိုတော့အားလုံးစင်ပြေကြပါသေးဗျာချမ်းသာချမ်းသာကြပါစေ